်မင်္ဂလာပါရှင်တောင်လင်းတိုင်းရဲ့နိုဝင်ဘာလ24ရက်နေ့အတွက်နေ့လယ်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါတောင်လင်းတိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းတိုင်း application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်ကြည်ပါပါရှင်ဒီကနေ့နေ့လယ်ခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ DKBA လုံခြုံရေးယူထားတဲ့အကြံဖြန့်ယုံကို KNU ဝင်စည်းခဲ့တဲ့သတင်းနဲ့ နိုင်ငံတော်မှာလေးလအတွင်းနေအိမ်3500ကျော်မိရှုဖြက်စီခံခဲ့ရတဲ့သတင်းတွေကိုပါရှုစားကြရမှာပါ။နိုင်ငံတကာသတင်းတွေမှာတော့လူမှုအုံကြွမှုအလွန်ပထမဆုံးနီပေါ်ရွေးကောက်ပွဲအတွက်မဲပေးသူအသက်8သိန်းကျော်မှတ်ပုံတင်ထားတဲ့သတင်းနဲ့တက်ပြည်နယ်ရှိမြန်မာနယ်စပ်ကိုကာကွယ်ရေးထိုင်းစစ်တပ်အသင့်ပြင်ထားတဲ့သတင်းတွေအပြင်အာနာသိန်းကာလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။ ိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြောက်ဒီမြို့နယ်မဲလက်ပံရွာထဲမှာရှိတဲ့ DKPA တပ်ဖွဲ့လုံခြုံရေးယူထားတဲ့ကြားဖြန့်လုပ်ငန်းခွင်တစ်ခုကို KNL တပ်မှ6ပူးပေါင်းအဖွဲ့တွေကဝင်ရောက်စီးနင်းခဲ့ပြီး DKPA တပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးထိန်သိမ်းလိုက်တယ်လို့ဒေတာရင်းသတင်းအရင်းမျက်စီကနေသိရပါဗျ။နိုဝင်ဘာလ22ရက်နေ့ကမင်းလက်ပံရွာမှာစစ်ကောင်ပြင်တက်တဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မှ6ပူးပေါင်းအဖွဲ့တို့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ခြင်းမင်းလက်ပံရွာအလဲမှာရှိတဲ့ တရုတ်ကြားဖြန့်ယုံကိုလုံခြုံရေးဆောင်တဲ့ဒီမိုကရေစီအကျိုးပြုကင်းတက်မတော် DKPA ဘိုးတခွားသည့်အဖွဲ့ကတပ်မဟာ6ပူးပေါင်းအဖွဲ့ကိုစပြီးတော့ပြစ်ခတ်ခဲ့တယ်လို့ဒေတာရင်းသတင်းအရင်းမြစ်ကဆိုပါတယ်ရှင် DKPA ဘိုးတခွားသည့်အဖွဲ့နဲ့ KNL တပ်မဟာ6ပူးပေါင်းအဖွဲ့တို့နှစ်ဖက်ပစ်ခတ်မှုအနှဲငယ်ဖြစ်ပွားခဲ့ပြီးတပ်မဟာ6ပူးပေါင်းအဖွဲ့ကတရုတ်ကြားဖြန့်ယုံကိုဝင်းရောက်စီးနင်းခဲ့ရာဘိုးတခွားသည်ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကြန့်ရှိတဲ့ DKPA တပ်သား20နဲ့လက်နက်ခဲယမ်းတွေကိုတင်စီရမိလိုက်တာဖြစ်ပါတယ်။ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့တပ်ဖွဲ့ဝင်တွေလွတ်မြောက်ရေးအတွက် DKPA တာဝန်ရှိသူတွေနဲ့ KNL တာဝန်ရှိသူတို့ကြားနှစ်ဖက်ဆွေးနွေးနှိမ့်နှိုင်းမှုတွေရှိနေတယ်လို့သိရပါတယ်။မင်းလက်ပံရွာထဲမှာ DKPA လုံခြုံရေးယူပေးနေတဲ့တရုတ်ကြားဖြန့်ယုံ3ယုံရှိခဲ့ရာ KNL တပ်မဟာ6ပူပေါင်းအဖွဲ့ကဝင်ရောက်စီးနင်းခဲ့တဲ့ကြားဖြန့်ယုံဟာ ရွာအလဲမင်းလက်ပံဈေးအနီးမှာရှိတဲ့အကြာဖြတ်ယုံဖြစ်ပြီးယုံသုံးယုံထဲမှာကြာဖြတ်တရုတ်လုတ်သားတွေရှိနေတယ်လို့လဲဒေတာရင်းသတင်းအရင်းမြစ်ကဆိုပါရရှင်။မင်းလက်ပံရွာမှာနိုဝင်ဘာလ22ရက်နေ့ကစပြီးစစ်ကောင်ရှင်တက်ထပ်မှန်ပြီးတော့စစ်ကြောင်းထိုးလာတဲ့အတွက် KNL တက်မှ6ပူပေါင်းအဖွဲ့နဲ့တိုက်ပွဲတွေပြင်းထန်ခဲ့ရာ စစ်ကောင်ဖြင်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတချို့ဟာမင်းလက်ပံရွာအနီးဖလူကြီးကျေးရွာကတရုတ်ကြားဖြန့်ယုံတဲကိုကြောက်ရောက်ပောက်ကွဲခဲ့တဲ့အတွက် DKBA တပ်သားတချို့တေဆုံးခဲ့တာလည်းရှိခဲ့ပါတယ်။မင်းလက်ပံတိုက်ပွဲကြောင့်ဒေသခံတရကျော်ဟာထိုင်းနိုင်ငံမဲကိုကင်ရွာထဲကိုထွက်ပြေးရောက်ရှိလာခဲ့ပြီးထိုင်းစစ်တပ်ကစစ်ကားတန်းတွေနဲ့လှည့်လည်စောင့်ကြည့်နေသလိုနေဆက်ကိုလည်းလုံခြုံရေးချထားတယ်လို့ထိုင်းဒေသတွင်းသတင်းအင်းမြစ်ကသတင်းထုတ်ပြန်ထားပါရှင်။ နိုင်ငံတော်မှာပြီးခဲ့တဲ့ဖေဖော်ဝါရီလကနေမေလအထိလေးလအတွင်းစစ်ကောင်ပြင်တပ်ကအယက်သားနေအိမ်3500ကျော်ကိုမိရှုဖျက်ဆီးခဲ့တယ်လို့သူတေသနာအဖွဲ့ဖြစ်တဲ့ဒေတာဖော်မြန်မာကသတင်းထုတ်ပြန်ပါတယ်။အဲ့ဒီလေးလအတွင်းတိုင်းနယ်ပြည်နယ်12ခုကနေအိမ်တွေမိရှုဖျက်ဆီးခံခဲ့ရတာဖြစ်ပြီးမကွေးတိုင်း၊စကိုင်းတိုင်း၊မန္တလေးတိုင်းနဲ့ပဲခူးတိုင်းတွေမှာစစ်ကောင်ပြင်တပ်ရဲ့မိရှုဖျက်ဆီးမှုကြောင့်ပျက်စီးဆုံးရှုံးမှုတွေပုံပေါ်များပြားခဲ့ပါတယ်။ မကွေးတိုင်းရေစကြိုမြို့မှာရှိတဲ့မြေတော်နဲ့မြေစွန်းတော်ကျေးရွာနှစ်ရွာက နေအိမ်ပေါင်း940ကျော်ဆလင်းမြို့နယ်ထဲကဂွေးကုန်းနဲ့ငတ်တန်းခေါင်ကျေးရွာကနေအိမ်239လုံးမိရှုဖြက်စီခံခဲ့ရပြီးထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်ပြင်တပ်နဲ့လက်အောက်ခံအဖွဲ့အစည်းတွေမိရှုဖြက်စီးမှုကြောင့်အရက်သားနေအိမ်ပေါင်း3600လုံးပျက်စီးဆုံးရှုံးခဲ့ရပြီး နေ့စဉ်အများစုဟာစစ်ကောင်ဖျင်းတက်ရဲ့စစ်ကြောင်းထိုးလှုပ်ရှားမှုနဲ့ဒေါ်လန်ရဲ့အဖွဲ့တွေကြားထိတွေ့တိုက်ပွဲဖြစ်တာနဲ့ဆက်ဆက်ပြီးတော့ဖြစ်ပွားခဲ့ပါတယ်။အထူးသဖြင့်သခိုင်းတိုင်းတဲကသခိုင်း၊မုံရွာ၊ချောင်းဦးနဲ့မြင်းမူမကွေးတိုင်းတဲကရေစကြို၊ဆက်လင်း၊မြိုင်နဲ့ပေါ့မန္တလေးတိုင်းတဲကညောင်ဦး၊မြင်းချံနဲ့လမ်းစုံ၊ပဲခူးတိုင်းတဲကမင်းလာနဲ့အုတ်ဖို့စတဲ့မြို့နယ်တွေမှာ နေအိမ်တွေမိရှုဖြက်စီးခံခဲ့ရတဲ့ဖြစ်စဉ်တွေဟာတိတိတသာများပြားလာခဲ့ပါတယ်။အာနာသိန်းကာလာလေးနေကျော်အတွင်းတိုင်းနယ်ပြည်နယ်၁၂ခုမှာစစ်ကောင်ဖြင့်တပ်နဲ့လက်အောက်ခံအဖွဲ့အစည်းတွေရဲ့မိရှုဖြက်စီးမှုကြောင့်အရက်သားပြည်သူနေအိမ်စုစုပေါင်းတသိန်းတထောင်ကျော်အထိပျက်စီးခဲ့တယ်လို့သိရပါပါတယ်ရှင်။ပရိပခတိုက်ပွဲဖြစ်နေတဲ့နေရာဒေသတွေမှာပြုမူရမယ့်အချက်များတင့်ရဲ့သက်တေခံကပ်ပြအရေးကြီးစာရွက်စာတမ်းများကို ကိုနဲ့တပါတဲ့အမဲသိန်းစီယူဆောင်ပါပတ်စံနဲ့အရေးကြီးတဲ့စားရက်စားတဲ့များကိုမတူညီသောနေရာများမှာတင်စီထားပါသွေးအမျိုးအစားနဲ့ဖြစ်နိုင်ခြေရှိသော ကျန်းမာရေးပြဿနာစေမှတ်တမ်းစေဝါတက်တဲ့ခြင်းနာတာရှည်ဖျားနာခြင်းစသဖြင့်ကိုသင့်အဝတ်အစားအိတ်ထဲမှာတင်စီထားပါကလေးများအတွက်သူတို့ရဲ့အမိနဲ့အတူသူတို့နေထိုင်မဲ့လူကြီးရဲ့အမိနဲ့ဖုန်းနံပါတ်ကိုတူရှိရင်တေးကြပါစေ။ ခရီးသွားခြင်းကိုချော့ချရန်လူစုလူဝေးများတဲ့နေရာတွေကိုရှောင်ရှားရန်အာယုံစူးဆိုင်မှုကိုဖဆွဲဆောင်နိုင်သောအယောင်ရှိအဝတ်အစားများကိုပို့ဆင်ပါတင်ငေသားအမှတ်အသားများတရုတ်ပြခြင်းကိုရှောင်ကျင်ပါမျိုးချစ်စိတ်တင်ငေသားများတရုတ်ပြခြင်းကိုရှောင်ကျင်ပါတဲ့အိမ်နဲ့အလုံအနည်းများမှာရှိတဲ့ခိုးလုံနိုင်တဲ့နေရာများကိုတည်အောင်ပြုလုပ်ပါလူများအုံပြူသွားလာလေးရှိတဲ့လမ်းကြောင်းတွေကိုသာအုံပြူပါ နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။လူတို့အောင်ကြွမှုအလုံးပထမဆုံးနီဘောရွေးကောက်ပွဲအတွက်မဲပေးသူအသစ်၈သိန်းကျော်အထိမှတ်ပုံတင်ထားပါတယ်။ဒီအကြောင်းကိုတော့ဘက်ဘက်ကပြောပြပေးထားပါတယ်ရှင်။စက်တင်ဘာလကလူတို့အောင်ကြွမှုအတွင်အစိုးရဖြုတ်ချခံခဲ့ရပြီးနောက်ပိုင်းနီဘောနိုင်ငံမှာပထမဆုံးကျင်းပမဲ့ရွေးကောက်ပွဲအတွက်မဲပေးမဲ့လူသစ်ထောင်ပေါင်းများစွာမှတ်ပုံတင်ထားကြောင်းရွေးကောက်ပွဲအရာရှိတွေကနိုဝင်ဘာလ23ရက်မှာပြောလိုက်ပါတယ်။ ပထမဆုံးအကြိမ်မဲပေးသူအမည်ပေါင်း83,000 9094မှတ်ပုံတင်ထားကြောင်းရွေးကောက်ပွဲကော်မရှင်ပြောရေးဆိုခွင့်ရှိသူနာယာယန်ပရာဆက်ဘာတာရီကပြောပါတယ်။မတ်လ9ရက်လွှတ်တော်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ရေးတည်ထောင်ထားပြီးသားပါတီ123ခုမှတ်ပုံတင်ထားပြီးနောက်ထပ်ကိုယ်စားလှယ်အသစ်40ကတော့ဝင်ပြိုင်ခွင့်ရရှိရေးနောက်ထပ်အတည်ပြုချက်ကိုစောင့်ဆိုင်းနေတယ်လို့ပြောခွင့်ရဘာတာရီကဆိုပါတယ်။ ရွေးကောက်ပွဲမှာပါဝင်မှုစိတ်ဝင်စားသူအရေအတွက်ပိုများလာပြီးအထူးသဖြင့်စီးပွားရေးခက်ခဲမှုနဲ့အဆိုးရွားအကျင့်ပြတ်ချစားမှုကိုလမ်းပေါ်ထွက်ဆန္ဒပြတဲ့လူငယ်တွေကသူတို့ရဲ့တောင်းဆိုမှုတွေအမှန်တကယ်အထိပယ်ရှိရှိပြောင်းလဲလာစေရေးအရေးပါတဲ့စံသက်မှုအဖြစ်ရွေးကောက်ပွဲကိုရှုမြင်ထားကြပါတယ်။လူတို့အုံကြွမှုကြောင့်ရွေးကောက်ပွဲကိုစိတ်ဝင်စားသူပိုများလာပြီးပြီးခဲ့တဲ့သတင်းပတ်ကလေးကမဲပေးဖို့စီရင်ပေးထားသူတွေလည်းရှိနေပါတယ်။ လူငယ်တွေကြားအမှန်တကယ်အပြောင်းလဲဖြစ်လာဖို့မျှော်လင့်ထားသူတွေများပြားနေပြီးပထမဆုံးအကြိမ်မဲ့သူ၈သိန်းကျော်အထိရှိလာပါတယ်။ လူမှုမီဒီယာကိုယာယီတားမြစ်မှုကြောင့်ဆန္ဒပြပွဲတွေစတင်ခဲ့တာဖြစ်ပေမဲ့အချင်းတို့အတွင်းမှာပဲအချင်းပြတ်ချစားမှုစန့်ကျင်ရေးနိုင်ငံတော်ဆန္ဒပြပွဲတွေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အဲ့ဒီဆန္ဒပြပွဲတွေအတွင်းလူ86ဦးထပ်မင်းသေးဆုံးခဲ့ပြီးတရားရုံတွေအစိုးရရုံတွေနဲ့လွှတ်တော်တို့မီရှို့ခံခဲ့ရပါတယ်။ရဲတပ်ဖွဲ့ကအဲ့ဒီကာလအတွင်းလူ၄၀၀ကျော်ကိုဖမ်းဆီးခဲ့ပြီးတချို့မျိုးတွေမှာနေဝင်မီးငိမ့်စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့ပါတယ်။ တပ်တန်လေးစိန်ဝင်ကြီးချုပ်ဖြစ်ခဲ့တဲ့အသက်83နှစ်အရွယ် KP ရှာမအိုလီထုတ်ပယ်ခံရပြီးတရားရေးအကြီးအကဲဟောင်းဆူရှိလာကာကီကိုရွေးကောက်ပွဲမတိုင်ခင်အထိယာယီဝင်ကြီးချုပ်အဖြစ်ခန့်အပ်ထားပါတယ်။ နှင်းများစွာကြာစီးပွားရေးအဆင်မပြေမှုနဲ့ရှည်ကြနေတဲ့အကျင့်ပြတ်ချစားမှုတို့ကြောင့်လူရေတန်း30ရှိတဲ့ဟိမဝန္တာနိုင်ငံနီပေါ်မှာလူထုအုံကြွားမှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ပထမဆုံးအကျိန်မဲပေးဖို့မှတ်ပုံတင်ထားတဲ့လူငယ်တွေကအလို့အကင်တွေဖန်တီးပေးနိုင်ပြီးဆင်းရဲမွေးတဲ့မှုပပြအောင်လှုံ့ဆော်ပေးနိုင်မယ့်မျက်နှာတဲ့နိုင်ငံရေးသမားတွေထွက်ပေါ်လာစေဖို့မျှော်လင့်နေကြပါတယ်။လူထုအုံကြွားမှုကြောင့်ငကိုကားမှအခြေမခိုင်တဲ့နီပေါ်စီးပွားရေးထပ်မံထိခိုက်ခဲ့ရပြီးနိုင်ငံရေးနဲ့စီးပွားရေးမတေချာမရေရာမှုများကြောင့် နိုင်ငံစည်းဝါးရေးနှစ်သက်သက်မှတရာဂိုင်းတော့ရောကြနိုင်တယ်လို့ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ်။နီဘောလုတ်သားအင်အားရဲ့80နှစ်ရာဂိုင်းတော့ဟာတရားဝင်မဟုတ်တဲ့အလုတ်ကိုင်တွေမှာဝင်ရောက်လုတ်ကိုင်နေရပြီး2024ခုနှစ်မှာလူတအူးရဲ့ပြည်တွင်းထုတ်ကုန်တန်ဖိုး1448ဒေါ်လာရှိကြောင်းကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ်။တက်ပြည်နယ်ရှိမြန်မာနယ်စပ်ကိုကာကွယ်ရေးထိုင်းစစ်တပ်အသိမ်းပြင်ထားပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကပြပြပေးထားပါတယ်။ ကရင်ပြည်နယ်ရှိကြားဖြတ်လုပ်ငန်းတွေတည်ရှိရာဒေသအနီးစစ်ကော်မရှင်တပ်နဲ့တော်လိုင်းတပ်တွေကြားတိုက်ပွဲတွေပြင်းထန်လာနေချိန်မြန်မာနဲ့ထိစပ်နေတဲ့နယ်စပ်တစ်လျှောက်ကိုကာကွယ်ရေးအရှိန်မြင့်ဆောင်ရွက်ဖို့အသင့်ရှိကြောင်းထိုင်းတတိယစစ်ဒေသကထပ်မံအတည်ပြုပြောကြားပါသည်ထိုင်းနယ်စပ်နဲ့1ကီလိုမီတာလောက်ပဲဝေးတဲ့နေရာမှာနိုဝင်ဘာ22ရက်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင်းတပ်ပြည်နယ်မဲဆောက်ဒေသမှာစိုးရိမ်မှုတွေမြင့်တက်နေပါသည်ကရင်ညိုတပ်မဟာချောင်းနဲ့မြန်မာစစ်တပ်တပ်မ22တို့ကြားမဲဆောက်နယ်မြေနယ်ချင်းဆိုင်မြောက်ရီမြို့မင်းလက်ပံရွာနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ဘန်ကောက်ပို့စ်သတင်းမှာဖော်ပြပါတယ်။တိုက်ပွဲအတွက်မြန်မာစစ်တပ်ကတော်လိုင်းတပ်တွေကိုကြီးကြီးမားမားထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့အဲ့ဒီသတင်းမှာဖော်ပြပါတယ်။60မားမားလက်နက်ကြီးကြီးတစ်လုံးမဲခွန်ဆန်ဒေတာကိုကြောက်ခဲ့ပြီးတော့အိမ်လေးလုံးနဲ့ကာတစီပြက်စီးခဲ့ပါတယ်။ထိခိုက်ဒဏ်ရာသူတွေမရှိပေမဲ့အဲ့ဒီဖြစ်ရကြောင်ဒေတာကန်တွေထိတ်လန့်သွားခဲ့ရပါတယ်။ဒါကိုတုံ့ပြန်တဲ့အနေနဲ့ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက120မမမီကိုကြီးနဲ့3ပေးပစ်ခတ်ခဲ့ပြီးတော့3အနေထားရှိမှုကိုတိုးမြင့်ထားခဲ့ပါတယ် အရင်နောက်ပိုင်းနယ်စပ်တလျှောက်ဘေးကင်းရာနေရာမှာမြန်မာနိုင်ငံသားစုစုပေါင်း125ဦးခိုးလွန်လာပြီးထိုင်းယာရှိတွေကလူသားချင်းစာနာထောက်ထားရေးအကူအညီတွေပေးနေပါတယ်။လက်နက်ကြီးကြီးကြားရောက်ရာနေရာစီထိုင်းအမှတ်3စစ်တပ်အကြီးအကဲနဲ့တခြားစစ်ဘက်ဆိုင်ရာယာရှိတွေနိုဝင်ဘာ23ရက်ကတွားရောက်ဆစ်ဆေးခဲ့ပါတယ်။ဒါကရပ်ပိုင်းတွင်ဒုတိယမြောက်လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲမှုဖြစ်တာကြောင့်စိုးရိမ်မိကြောင်းထိုင်းစစ်ဘက်ဆိုင်ရာယာရှိတွေကပြောပါတယ်။ နိုဝင်ဘာ23ရက်နေ့မြလက်ပံရွာကို KNU ကထိန်းချုပ်ထားစေဖြစ်တယ်လို့ထိုင်းယာရှိတွေကပြောထားပါတယ်။အဲဒီရွာဟာနိုင်ငံဖြတ်ကျော်ကြားဖြတ်လုပ်ငန်းတွေရှိတဲ့နေရာဖြစ်တယ်လို့လည်းထိုင်းယာရှိတွေကပြောပါတယ်။ထိုင်းနိုင်ငံရဲ့ချုံချာအာဏာနဲ့နေဆက်မှနေထိုင်ကြတဲ့ဒေသခံတွေရဲ့အသက်အိုးအိမ်စီးဆိုင်တွေကာကွယ်ရေးအသင့်ပြင်ထားကြောင်းရာချာမာနုတပ်ဖွဲ့ကပြောကြားပြီးတော့နေဆက်လုံခြုံရေးကိုတင်းကျပ်ထားပါတယ်။နေဆက်ကာကွယ်ရေးတပ်ဖွဲ့တွေကအခြေအနေကို24နာရီစောင့်ကြည့်နေပြီးထိုင်းနိုင်ငံသားတွေအနေနဲ့ကြောက်ရွံ့လာရင်ဒါမှမဟုတ်ချိုးဖောက်မှုတစ်စုံတစ်ခုရှိလာရင်တုံ့ပြန်ဖို့အသင့်ရှိတယ်လို့ထိုင်းစစ်တပ်ကပြောပါတယ်။ နေဆက်မှာနေထိုင်သူတွေအနေနဲ့ထိုင်းစစ်တပ်ကသူတို့ရဲ့ဘေးကင်းရေးတာဝန်ယူနိုင်စွမ်းရှိတယ်ဆိုတာကိုရေယုံကြည်ကြည်နဲ့နေထိုင်ကြဖို့လဲထိုင်းစစ်တပ်ကအကြံပေးထားပါတယ်။ထမှန်ပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1958ရက်အတွင်းကြောက်ဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်။အာနာဒိန်စစ်ကောင်စီရောက်နိုင်ငံတော်မှာအာနာဒိန်မှုဖြစ်ခဲ့တဲ့1958ရက်အတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ9484ဦးအထိရှိလာပြီဖြစ်ပါတယ်။ ဒါအပြင်ဖန်စီထန်တန်းခံထားရသူ3010ဦးအထိရှိလာပြီဖြစ်ပြီးပြည်လဲလူမြောက်လာသူ9320ဦးအထိရှိလာပြီဖြစ်ပါတယ်။မော်ဘီနယ်မှာတော့အနာသိမ့်မှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖန်စီခံထားရသူ800ကျော်မှ200ကျော်ပြည်လဲလူမြောက်ထားပါတယ်။ဒီစီစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကုညီဆောင်ရှောက်ရေးအသင်းထံမှအရယူဖော်ပြတာဖြစ်ပါရဲ့ရှင်။တာလွင်ထမ်းမြေနေ့လယ်ခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။ တာလိုင်ထိုင်းမြက်သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တာလိုင်ထိုင်း application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။